ပါ We Care For You Program မှကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ We Care For You ဖွဲ့သားများဆိုရင်စာကူရာဆင်းယုံမှရှိတဲ့စီနင်းကြောက်ကအထူးကုဆရာဝန်ကြီး Professor ဦးတန်းရေကိုကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်မင်္ဂလာပါဆရာကြီးကျွန်တော်တို့ဒီနေ့မေးသွားမဲ့မေးခွန်းလေးတွေအပေါ့နော်ဆရာဒီကြောက်ကနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆောင်းရန်ရှောင်းရန်ကြောက်ကဝိဒနာရှင်တွေရဲ့ဒီတည်ခြင်းတဲ့မေးခွန်းလေးတွေကိုဆရာကြီးကိုမေးမြန်းသွားမှာဖြစ်ပါတယ် ဒီလူနာတယောက်ကတော့ तू ကတော့မေးထားတာတော့ကြောက်ကက်အစားထိုးတာနဲ့ပတ်သက်ပြီးတော့ तू ကမေးထားတဲ့မေကွန်လေးဖြစ်ပါတယ်ဇာအဲမေးထားတဲ့မေကွန်လေးကတော့ကြောက်ကက်အစားထိုးကုသပြီးတော့တဲ့လူနာတယောက်ကြီးရဲ့ဘဝနေထိုင်မှုပုံစံကိုတဲ့ဘယ်လိုပြောင်းလဲရမလဲဟိုကျွန်တော်ပြောခဲ့သလိုကြောက်ကက်ကပျက်စီးဆုံးရင် ကုသတွေအဓိကနှစ်ခုရှိပါတယ်တစ်ခုကတော့ကြောက်ကက်အတုဆက်ပေါ့ဟုတ်ကြောက်ကက်အတုဆက်နဲ့ဆေးကြောတာနောက်ဒုတိယတစ်ခုကတော့ကြောက်ကက်အစ်စ်တလုံးကိုထည့်တာ ယောက်ကစားထိုးတော့အဲ့ဒီနှစ်ခုမှာတကဘာလုံးမှာတော့ယောက်ကစားထိုးတော့စဆကျင်ထိုးတော့တာကုန်ကြမှုများတယ်ဟုတ်ကဲ့ရေရှည်မှာတော့ယောက်ကစားထိုးတော့စက်နဲ့ဆေးတာတဲ့ကုန်ကြမှုနည်းပါတယ်ဒါတစ်ပေါ့နောက်မှနှစ်ကလည်းယောက်ကဆေးပြီးတော့ပဲနေတဲ့လူကြီးယောက်ကပြစ်ပြီးနေတဲ့လူတွေကျောက်ကအစားထိုးနိုင်လို့ပေါ့လေအစားထိုးတဲ့လူတွေဒီနှစ်ခုရဲ့တက်တန်းကိုကြည့်လိုက် ကဘောဘောမှာဘလို့မှညင်းလို့မရဘူး။ကြောက်ကအစားထိုးတဲ့လူကစက်ပေါ်မှာကြောက်ကအတုဆက်နဲ့ဆေးနေရတဲ့လူတွေတဲ့အသက်ပူရှိတယ်။ဒါဒုတိယချက်။တတိယချက်သိထားဖို့ကောင်းတာကတော့ကြောက်ကအစားထိုးပြီးကုသတဲ့လူတွေကသူကကတော့စက်နဲ့ဆေးတာတပတ်မှာ၃ချိန်လောက်ဆေးကြတယ်။ဒီစက်နာကခွာလို့မရဘူး။တဆေးပြင်းနေတဲ့ဘဘသူကနေမကောင်းဖြစ်တာဘာညာဖြစ်တယ်။ကြောက်ကစားထိုးပြီးရင်ကလူကောင်းလူပဲကောင်းတော့ကျွန်တော်တို့ခေါ်တော့ quality of life လူရဲ့ဘဝရဲ့အရည်အသွေးရာကြောက်ကောက်ကိုအစားတူရဲ့လူတွေဟာများစွာခုနစစ်နဲ့ဆေးတဲ့လူတွေတဲ့အရည်အသွေးပို့ပြီးတော့ကောင်းပါတယ်ဟုတ်ကဲ့ဆရာဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးကြောက်ကက်လဲပြီးသွားရင်ဆိုရင်ပေါ့နော်ဆရာ quality of life ကကောင်းသွားတယ်ဆိုပေမဲ့လည်းအဲ तू ကနေထိုင်မှုစားတောက်ပုံကြအောင်ကြာကျွန်တော်တို့ကကြောက်ကအစားထိုးတာအခုကတော့ကျွန်တော်တို့ကတစ်ကတော့အမျိုးတွေပေါ့ဒီမျိုးတွေကျန်နေယူတယ်ဘယ်လိုပဲယူယူတို့က identical twin လို့ခေါ်တယ်အမွှား အချင်းတစ်ခုတွေကအမှွာဆိုရင်တော့စေးစားရတာနေတာတိတ်တူပါအသားချင်းတူတာပေါ့ဒါအခုတော့တခြားလူတွေကအနည်းဆုံးတော့အသားမြင်ကိုတူမတူတဝက်တော့ပဲတူတယ်ဒါမှမဟုတ်ကြံတဲ့တဝက်ကမတူဘူးအဲ့တော့အများအားထဲတဲ့ကြောက်ကကိုသူကမယူဘဲနဲ့လူနာကြိုးစားနေတော့စေးစီစားဖို့လိုတယ်ဒီစေးကိုတက်တက်လုံးစားအောင်စေးမစားဘဲနေရင်တော့မဖြစ်ဘူးအဲ့တော့မဟုတ်စေးကိုစားဖို့အဓိကလိုအပ်တယ်နံပါတ်1ကတော့ ဒီကြောက်ကကူကူရအစားထုတ်ပေးတဲ့လူတွေမှာကောကြောက်ကအားနေလူတွေမှာသွေးဒူတို့ညာနဲ့သူ့ရဲ့ယောဂါနှလုံးယောဂါဒါတွေကိုလည်းကျွန်တော်တို့ကကုသနေဖို့လိုအပ်တယ်ယူဆိုင်ရမယ်အနေထိုင်လူကောင်းလို့တော့လူကောင်းလို့နေနိုင်တယ်သို့တော်လည်းပဲအစေအမဲစားရမယ်နေဖို့ထိုင်ဖို့နေတတ်ရမယ်အဖျားနာတွေနေအောင်နေရမယ်လူကြားတွေသိသွားဖို့မသင့်ဘူးအဲ့လိုမျိုးတွေတော့လိုအပ်ပါတယ်ဟုတ်ကဲ့ဆရာ တကယ်ရင် तू อ่ะပေါ့เนาะဆရာခုနကပြောတဲ့တိုင်းပေါ့เนาะစင်စင်ချင်းချင်းနေလာမယ်ဆေးလည်းပုံမှန်တောက်မယ်ဆိုရင်လေးဆရာတက်တန်းဘယ်လောက်ထိဒီကြာကြာပေါ့เนาะကျွန်တော်ဒီပိုင်းမြန်မာပြည်မှာ1995ခုနှစ်ကတက်မတော်ဆေးဦးမှာစပြီးဖားထိုးတယ်ပြီးတော့1998ခုနှစ်မှာကျွန်တော်တို့အထွေထွေယောဂကုဆေးဦးဒီကြီးပေါ့အဲ့ဒီမှာကျွန်တော်တို့စပြီးအစားအသောက်လူနာတွေကယနေ့ထိနေနေဆိုတော့အ ਨੇ စုံကဘာမှာတော့ထိုးပြီးရင်30 35နှစ်နေတာပဲ ခုကျွန်တော်တို့ထိုးရတဲ့လူတွေအစားထိုးရတဲ့လူတွေက25နှစ်မှ28နှစ်ထိရှင်းနေတာကောင်းပြီဟုတ်ကဲ့ဟုတ်ကဲ့ပါ